မင်းအောင်လိုင်ကရန်နိုင်မင်းစစ်စင်ရေးဖြင့်လေကြောင်းတိုက်ခိုက်မှုများထပ်မံအရှိန်မြင့်တင်ရန်ညွှန်ကြားထားသည်။နှစ်ရက်အတွင်းပြည်သူ45ဦးလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သည်။အကြပ်စစ်ကောင်စီကနိုင်ငံတဝန်းတွင်လေကြောင်းတိုက်ခိုက်မှုများထပ်မံအရှိန်မြင့်တင်ရန်ညွှန်ကြားထားပြီးယခုလာမည့်မိုးတွင်းကာလမှတိုင်မီလေကြောင်းတိုက်ခိုက်မှုများပုံမှန်များပြားလာမည်ဖြစ်ကြောင်းနေပြည်တော်စစ်ပတ်သတင်းရေးမြစ်ကပြောဆိုသည်။ စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမိုးရင်းကာလမတိုင်မီရနိုင်သမျှနယ်မြေများနယ်မျိုးနယ်များကိုပြန်လည်သိမ့်ပိုက်ရန်ညွှန်ကြားထားကြောင်းရင်းသို့သိမ့်ပိုက်ရန်စ조사ရတွင်ဖြစ်တိုင်းသမျှနီလန်းပေါင်းစုံကိုအသုံးပြုရန်ညွှန်ကြားထားခြင်းဖြစ်ကြောင်းလည်းသိရှိရသည်ဒီမိုးရင်းကာလမတိုင်မီမှာလေကြောင်းကနေထိုးစစ်ဆင်ပြီးမြေပြင်ကနေလည်းနယ်မြေသိမ့်မှုတွေဆက်လက်ဆင်နွှဲဖို့ညွှန်ကြားပါတယ်အခုညွန်ကြားချက်တွေမှာမနစ်ကကလေးကစတင်နေတဲ့ရန်နိုင်မင်းစစ်စင်ရဲ့အကောင့်အထယ်ဖော်မှုတွေဖြစ်တယ်လို့သိရပါဗျ။ မေလနဲ့ဇွန်လမှာလေကြောင်းတိုက်ခိုက်မှုတွေပိုပြီးများပြားနိုင်ပါတယ်ဟု နေပြည်တော်စစ်ပတ်တည်ရင်းမြစ်ကတတိပေးပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်က2024စက်တင်ဘာ1ရက်နေ့မှစတင်၍ရန်နိုင်မင်းစစ်စင်ရေးကိုအကောင်အထည်ဖော်ခဲ့ပြီးရင်းစစ်စင်ရေးမှာစောစောနယ်မြေများကိုအ धिक ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ရေးနဲ့အကြံဖက်အဖွဲ့ဟုစစ်ကောင်စီကကြေညာထားသောလက်နက်ကင်အဖွဲ့များကိုမြေပြင်ပေါ်မှပျောက်ကွယ်သွားသည့်အထိ ရှေမုံနိုင်ရေးဖြစ်ကြောင်းအဆိုပါစစ်စင်ရေးများသည်ရွေးကောက်ပွဲကြောင့်ဖြစ်ပေါ်လာမည်နိုင်ငံရေးအပြောင်းအလဲနှင့်သက်ဆိုင်မည်မဟုတ်ဘဲစစ်တပ်၏ဥတီချက်နှင့်စစ်စင်ရေးများဖြစ်၍ဆုံးရှုံးနယ်မြေများပြန်လည်သိမ်းပိုက်ရရှိမှသာလျှင်စစ်စင်ရေးအောင်မြင်ပြီးဆုံးမည်ဖြစ်ကြောင်းသိရှိရသည်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကကျေးရွာတွေကိုစစ်ကောင်စီတပ်က၃ရက်အတွင်း၄ချောင်းကနေ၅ချောင်းထက်မနည်းပုံကျဲခဲ့တာကြောင့်တိုက်စုံးသူအယောက်၄၀အထိမြင့်တက်လာပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့လေကြောင်းနဲ့ရေထွက်ရွာတွေဟာမန္တလေးမြစ်ကြီးနားအမြန်လန်းအနီးမှာရှိပြီးတဘာဝတယံဇာတာတစ်မျိုးဖြစ်တဲ့ရွှေထွက်တဲ့ဒေသလည်းဖြစ်ပါတယ်။တပိတ်ချင်းမကရွှေအဓိကထွက်တယ်။ဒီကနေမှကျွန်တော်တို့အတွက်အင်အားဖြစ်တည်နေတယ်လို့မှတ်ယူပုံရတယ်လို့ပြည်ဦးလွင်ခရာပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူဦးတီဟာကပြောပါတယ်။ ရေထွက်ရလေကြောင်းတိုက်ခိုက်မှုမှာဆိုရင်ကျဲချတဲ့ဘုံဟာဓာတ်ဆီဆိုင်ပေါ်ကြရောက်ပောက်ကွဲတာကြောင့်တေဆုံးသူ28ဦးအထိရှိလာပြီးရုပ်အလောင်းအများစုဟာမီးလောင်ကျွမ်းခဲ့ပါတယ်။ရွှေတွင်ပေါ်တဲ့လက်ကျနဲ့ရေထွက်တပိတ်ချင်းမျိုးနယ်ကနေရအများစုကို30နှစ်ခွန်ဒုတိယလားရှမန်စစ်စေရေးကာလအတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ကဥဆောင်တိုက်ပိုက်ခဲ့ပြီးအဲ့ဒီထဲမှာလက်ကျနဲ့ရေထွက်ရွာတို့လည်းအပါအဝင် ဖြစ်ပါတယ်။ မန္တလေး PDF ဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ဓာတ်ရိုက်အမိတ်ပေးကုတ်ကဲမှုအောက်တွင်စုဖွဲ့ထားတဲ့လက်နက်ကင် PDF အဖွဲ့အဖြစ်ပြီးတိမ့်ပိုက်နယ်မြေမှာအုပ်ချုပ်ရေးရန်တရားလည်ပတ်နေပါတယ်။တိမ်ပတ်ရရှိထားတဲ့ရှစ်လတာကာလအတွင်းဒီယာရီမှာတနိုင်တပိုင်ရွှေတူးဖို့ရေးတွေကို NUG ကခွင့်ပြုထားသလိုသခိုင်းတိုင်းတွေကစစ်ကြောင်တရှိုးပါဒီဒေသမှာပြောင်းရွှေ့ပြီးစီးပွားရေးလုပ်ကိုင်နေကြတယ်လို့ပကဖတာဝန်ရှိသူတွေစီကသိရပါဗျာ တူးဖို့ခွင့်ပြုထားတဲ့လောက်ွက်အရေးအတွက်အတိအကျသိရှိနိုင်အောင် BBC ကစ조사နေစေဖြစ်ပါတယ်ဒီလုပ်ငန်းတွေကြောင့်လက်ကျနဲ့ရေထွက်ရွာတွေဟာပွဲလန်းတပင်မရှိလဲအရှိကံအလုတ်သမားအများအပြားနဲ့စီကားနေလေးရှိပါတယ်။ဒီရွာတွေမှာကရွှေတူးတာပဲလောက်ကြတာလေ။စစ်ဆောင်တွေဆိုလဲတမတ်ရိုးကျစားဝေးနေရေးဖြစ်ရှင်းတာထက်ဒီလိုကပို့အဆင်ပြေကြတယ်။ကျွန်တော်တို့ကလည်းလွယ်ကူအောင်စီမံပေးထားတယ်လို့ပြုံးလင်ပါကဖတာဝန်ရှိသူဦးတီဟာကပြောပါတယ်။ 2025ဧပြီလထဲမှာဒီရွာတွေပေါ်ကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့မကြာခဏဘုံကျဲလာပါတယ်။ပြည်ဦးလိန်ခရိုင်နဲ့လေကြောင်းတိုက်ခိုက်တာက အခုလာတဲ့အဆိုးဆုံးပဲ။အစကစင်ကူးမှအများဆုံးကျဲတယ်။နောက်တော့တပိတ်ချင်းပေါ့မတရားနဲ့မိုးကုတ်တို့မှလည်းလေကြောင်းနဲ့ပြစ်တယ်လို့ပြည်ဦးလိန်ခရိုင်ပါကဖားရဲ့သတင်းပြန်ကြားရေးတာဝန်ခံကသူရရှိထားတဲ့အချက်အလက်တွေကိုပြောပြပါဗျ။ မန္တလေး PDF ရဲ့စည်ရင်အရာလဲဧပြီလ1ရက်ကနေ19ရက်အထိတပိတ်ချင်းမျိုးနယ်တခုထဲမှာတင်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု73ကြိမ်အထိရှိနေပါတယ်။ဧပြီလ16ရက်မှာလက်ကျရွာကိုပုံကျဲခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။ဧပြီလ18ရက်မှာတော့လက်ကျရွာထဲနဲ့လက်ကျရေထွက်လမ်းခွဲအနီးကိုနှစ်ကြိမ်ပုံကျဲရှာခဲ့ပါတယ်။ဒီဖြစ်စဉ်မှာတော့လက်ကြရဇေအနီပုံကြလို့တိတ်ဆုံးသူ73ဦးရှိခဲ့ပါတယ်။ ီထဲကကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးပဲပါဝင်ပြီးအများစုကအရက်သားတွေဖြစ်ပါတယ်။နောက်တစ်ရက်ဧပြီ16ရက်မှာတော့ရေထွက်ရွာပေါ်ကိုဘုံကျဲချခဲ့ပြီးအဲ့ဒီဘုံဟာဓာတ်စီဆိုင်ပေါ်ကြားရောက်ပောက်ကွဲတာကြောင့်လူထွေးခိုက်တည်ဆုံးမှုများပြားခဲ့ပါတယ်။နေ့လယ်တနာရီခွဲမှာကျဲချခဲ့တဲ့ဒီဘုံကြောင့်အစာအူးတွေလည်းမီးလောင်ကျွမ်းခဲ့တယ်လို့ရုပ်အလောင်းအများစုကလည်းမီးကျွမ်းထားပြီးအနေထားနဲ့သာပြန်လည်တွေ့ရှိခဲ့ရပါတယ်။ မြေပြင်မှာရှိနေတဲ့မှတ်တမ်းရိုက်ကူးသူတအူးရဲ့ဓာတ်ပုံအရာလဲရေထရမီလောင်ပြင်ထဲမှာရှာဖွေတွေ့ရှိတဲ့ခန္ဓာကိုယ်အပိုင်းအစတွေဟာအတူဘဝဆိုတာမသိနိုင်လောက်တဲ့အထိပျက်စီးခဲ့တာတွေ့ရပါတယ်။ရေထရမှာဘာတွေဆက်ဖြစ်နေလဲ။မီလောင်ပြင်ထဲကရုပ်အလောင်းတွေကိုနောက်တရက်အထိဆက်လက်ရှာဖွေခဲ့ကြပြီးရုပ်အလောင်း29လောင်းအထိရခဲ့ပါတယ်။ဒီသေးဆုံးသူတွေအကြောင်းအသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။ ထိခိုက်ဒဏ်ရာရရှိသူလည်းအယောက်30ကျော်လာပြီးဆက်ရင်ထပ်တိုးနိုင်တယ်လို့ပြည်ဦးလင်ခရိုင်ပကဖရဲ့ဆက်ရင်အရာသိရပါတယ်။ဧပြီလ20ရက်ပိုင်းမှာမင်းကရေထွက်ရွာမှာပုံကျဲခဲ့တဲ့နေရာကိုပဲထတ်ကျဲသွားတယ်လို့မြေပြင်မှာရောက်ရှိနေတဲ့မှတ်တမ်းရိုက်ကူးသူတအူးက BBC ကိုပြောပါတယ်။ဧပြီလ20ရက်ဘုံကျဲမှုမှာတော့ထိခိုက်ဒဏ်ရာရမှုနဲ့တည်ဆုံးသူမရှိဘူးလို့ဆိုပါတယ်။ လူဆယ်နဲ့ရှိသေးဆုံးနဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီကတစုံတရာထုတ်ပြောတာမရှိသေးပါဘူး။ဒါပေမဲ့စစ်တပ်ကိုထောက်ခံသူတွေရဲ့ Telegram Channel တွေမှာတော့တပိတ်ချင်းမျိုးနဲ့ရေထွက်ရမှာဖွင့်လှစ်ထားတဲ့ NUG အစိုးရပြည်သူ့ကာကွယ်ရေးတပ် PDF ရဲ့အခိုင်အမာဌာနချုပ်နဲ့ပတ်သုံးလုံးအဖွဲ့တွေရဲ့စကမ်းတီနေရာတွေကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါဗျ။ ဒီရှန်နယ်တွေမှာရည်ညွှန်းတဲ့ပသုံးလုံးဆိုတာဟာ NUG ရဲ့ပြည်သူ့ကာကွယ်ရေးပြည်သူ့အုပ်ချုပ်ရေးနဲ့ပြည်သူ့လုံခြုံရေးတို့ကို ဆိုလိုတာဖြစ်ပါတယ်။ PDF တပ်ဖွဲ့ဝင်တွေဟာပြည်သူတွေရဲ့နေအိမ်အစာအုပ်တွေမှာစကန်းချနေထိုင်ပြီးပြည်သူတွေကို လူသားတိုင်းလုပ်နေတာလို့စစ်ကောင်စီထောက်ခံသူတွေကနာမည်အစုံနဲ့ဖွင့်ထားတဲ့ Telegram Channel တွေကနေစက်တပ်ရေးသားထားတာတွေ့ရပါတယ်။စီရေးအေးမြင့်တအူကတော့အဲ့ဒီမှာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေစီပြည်သူတွေက အမှုအခင်းဖြစ်ရင်တိုက်ကြားနိုင်တဲ့ရုံးကန်တရှိုးရှိတယ်လို့သိရပြီးအမှုတရှိုးကိုကင်တွယ်ဖြစ်ရှင်းတာတွေရှိတယ်လို့သိရပါတယ်။ပြည်ဦးနဲ့ခရိုင်ပခါပတာဝန်ရှိသူဥတီဟာကတော့ဒါတွေကိုညင်းဆိုပါတယ်။တော်လရဲ့အင်အားစုတွေကအခိုင်အမာအရှေ့ချထားတာမရှိပါဘူးလို့ဥတီဟာတုံ့ပြန်ပြောပါတယ်။အခုလို စစ်တပ်ရဲ့ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရေထွက်လက်ကျရွာတွေအပြင်အနီးပတ်ဝန်းကျင်ကကျေးရွာတွေကဒေသခံတွေကြားမှာပါလေကြောင်းအန္တရာယ်ကိုစိုးရိမ်စိတ်မြင့်တက်လာပါတယ်။ ရေထွက်နှက်ကနေတဲ့လက်ပံပြန်ရွာကိုဧပြီလ20ရက်မှာလေကြောင်းထပ်ပစ်မယ်လို့တည်င်းနဲ့ထွက်နေပြီးလက်နေကြတယ်လို့မြပြည်အရှိနေသိရှိသူတအူးကပြောပါတယ်။ငလင်ထက်လေကြောင်းအနေရဲ့ကို စိတ်ပူနေရတဲ့ဆိုတော့အဝေးရောက်မိသားစုဝင်တွေမြန်မာမှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့ငလင်ပေးကြောင်းလူသားချင်းစာနာထောက်ထားမှုအနေနဲ့အပြစ်ရဲဆဲကြောင်း NGO စစ်ကောင်စီကပါထုတ်ပြန်ထားပါတယ်။ NUG ကဧပြီလ20ရက်အထိအပြည့်ရက်ဆဲထားမှာလို့ဆိုပြီးစစ်ကောင်စီကတော့ဧပြီလ22ရက်အထိအပြည့်ရက်ပါမယ်လို့ဆိုပါတယ်။အပြည့်ရက်တက်တမကုန်ခင်မှာပဲစစ်ကောင်စီတပ်ရဲ့ဇက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေကိုမန္တလေးတိုင်းပြည်ဦးလိမ်ခရိုင်မှာတာမကစကိုင်းနယ်ကရင်တို့မှာလည်းတိတိတတ်တတ်တွေ့လာရပါတယ်။ လက်တလောလေကျောင်းတိုက်ခိုက်မှုဇက်တိုက်ကြုံနေရတဲ့တပိတ်ချင်းမျိုးနယ်ကကြေးရွာတွေမှာတော့လေကျောင်းရံကြောင့်ထိခိုက်သူတွေကိုစေဝကုသရဲ့ဦးစားပေးဆောင်ရွက်ပေးနေတယ်လို့ပြည်ဦးလေခရိုင်ပကဖစီကတီးရပါတယ်။လေကျောင်းကပ်ွယ်ဖို့အခြားမရှိနိုင်သေးတဲ့အတွက်ဘုံခိုချင်းတူဖို့တွေအကာအကွယ်ယူဖို့တွေလုပ်ပေးနေရတယ်လို့ပကဖတာဝန်ရှိသူဥတီဟာကပြောပါတယ်။အခုလိုဇက်တိုက်လေကျောင်းတိုက်ခိုက်မှုပေါ်ခံရတဲ့အပေါ် လိုက်ကျတဲ့ရေထွက်ရွာမှာနေထိုင်တဲ့ဒေသခံတွေရဲ့အဝေးရောက်မိသားစုတွေကလည်းစိုးရိမ်နေကြပါတယ်။ရွာဘက်ကလှမ်းဆက်သွယ်မှာပဲရတယ်။ဧပြီလ18ရက်လေကြောင်းလာပြတော့အမြန်လန်းနာကနေလျှင်စစ်ကေဘယ်ကြိုးတွေပေါ်ပါကြတယ်တဲ့။မနက်ကအထီးတော့ဘုံခုကျင်းတွေကနေပြီးအပြင်ကိုမထွက်ကြဘူးတဲ့လို့လိုက်ကျရွာမှာရှိနေတဲ့အလုတ်သမားတွေရဲ့အရှိန်အနေကြောင့်စီးပွားရေးလုပ်ငန်းရှင်တအူးက April 20ရက်မှာပြောပါတယ်။ မန္တလေးမြို့ပေါ်မှာနေထိုင်ရင်ငလင်တန်တင်ခဲ့တဲ့ဒီလုပ်ငန်းရှင်ဟာလိတ်ကျရမှာကြန့်ရှိတဲ့သူ့လူသမားတွေရဲ့စစ်ပေးအနေရဲ့အတွက်စိုးထိန်နေပါတယ်။ဗကတိမြေပြင်အရှိန်အနေကိုအရှိန်နဲ့တပြင်းညီမေးမြန်းဖို့ခက်ခဲနေတာကြောင့်လိတ်ကျနဲ့ရေထွက်ရမှာကြန့်ရှိနေတဲ့လောက်ဖို့ကိုင်ဘတ်မိသားစုဝင်တွေကိုပူပန်နေတဲ့အဝေးရောက်မိသားစုဝင်တချို့နဲ့လည်း BBC ကစကားပြောခွင့်ရခဲ့ပါတယ်။ငလင်ကအစာဦးကြီးလွတ်တဲ့နေရာတွေမှာရှောင်လို့ရတယ်။လေရင်ကဘယ်အချိန်ဘလို့အကျဲခံရမလဲမသိဘူးလေ ငလင်တက်ပို့ပြီးစိုးရိမ်နေရတယ်လို့လက်ကျရွာကတားဖြစ်သူမိသားစုကိုစိုးရိမ်နေတဲ့မန္တလေးမြို့နယ်မိခင်ကရင်ဖွင့်ပြောပါတယ်။ဧပြီလ18ရက်ဖြစ်စဉ်အတွဲတားဖြစ်သူဈေးဆိုင်ကအယောင်းဝန်ထမ်းတအူးသိဆုံးခဲ့ကတအူးကဘုံစားထိမှန်ဒဏ်ရာရခဲ့ပါတယ်။အဝေးကနေပဲစိုးရိမ်ရတာပေါ့လို့မိခင်ဖြစ်သူကဆိုပါတယ်။ ဧပြီလ20ရက်ညရှောင်းနာရီအထိလေကြောင်းတိုက်ခိုက်ခံရတဲ့လေကြောင်းနဲ့ရေထွက်ရတို့ဟာဒေသခံပြည်သူတွေနဲ့ BBC ကတိုက်ရိုက်မေးမြန်းနိုင်ဖို့အတွက်ဆက်သွယ်ရခက်ခဲနေစေဖြစ်ပါတယ်။ဒီရွာတွေမှာဖုန်းလိုင်းတွေတမကဆက်သွယ်ရေးအင်တာနက်တွေပါတက်တောက်နေတဲ့အခြေအနေဖြစ်ပါတယ်။